လူတိုင်းကငွေကြေးအရလွတ်လပ်တဲ့ဘဝကိုလိုချင်ကြတယ်ဒါပေမဲ့ကိုဟာကိုတကယ်ဖြစ်လာဖို့အကောင့်ထဲပေါ်ဖို့အတွက်ကြတော့အရန်အောင်မှခက်ခဲတေးကြတယ်ကိုကဒီဘဝကိုလိုချင်ရင်ဒီလိုဘဝမရှိတဲ့သူတွေစီကနေနားထောင်နေလို့မရဘူးကိုတိုင်းမလုပ်ဘူးပဲနဲ့လဲဆရာကြီးလုံးနေတဲ့သူတွေစီကနေနားထောင်နေလို့မရအမှန်တကယ်ကိုစူးစမ်းခဲ့တယ်တကယ်ဖြစ်လာတဲ့သူတွေစီကနေနီးရွေလိလာစရာတွေအတူอยู่ရမှာပဲဖြစ်ပါတယ် ဟုတ်ကဲ့ပါဒီနေ့ဗီဒီယိုမှာတော့အသက်20ရာနေ30ကြာမှမီလီယနာဖြစ်သွားတဲ့သူတွေစီကနေလေးလာနိုင်တဲ့အချက်6ချက်ကိုမျှဝေပေးသွားမှာဖြစ်ပါတယ်ဒီအချက်တွေက controversial တွေဖြစ်နိုင်ပေမဲ့အမှန်တကယ်လုပ်ခဲ့တဲ့သူတွေရဲ့အမှန်တရားတွေဖြစ်တဲ့အတွက်ကိုယ်နဲ့အစဉ်ပြေကိုက်ညီမဲ့ဟာကိုကိုယ့်ဘဝမှာပြန်လည်အသုံးချနိုင်ဖို့ရည်ရွယ်ပြီးတော့တင်ဆက်ပေးလိုက်ပါတယ်ဒါဆိုရင်ကျွန်တော်ဗီဒီယိုလေးကိုစလိုက်ရအောင်နော် အခုဗီဒီယိုကြည့်နေတဲ့သူကပထမဆုံးလာကြည့်ရဆိုလို့ရှိရင်ကျွန်တော်ရဲ့ Money Mind မြန်မာ channel ကငွေကြေးနဲ့ဆိုင်တဲ့အကြောင်းအရာတွေကိုတင်ဆက်ပေးနေတဲ့ channel လေးပဲဖြစ်ပါတယ်။ဒီအကြောင်းအရာတွေနဲ့ပတ်သက်ပြီးတော့စိတ်ဝင်စားရဆိုလို့ရှိရင်တော့ channel လေးကို subscribe လုပ်ထားခဲ့ပါ။အသက်20ကနေ30ကြားမှာ millionaire ဖြစ်သွားတဲ့သူတွေစီကနေလေးလာနိုင်တဲ့အချက်6ချက်တည်းရမှာပထမဆုံးမျှဝေပေးမယ့်အချက်ကတော့အချိန်ကိုအရင်းအမြစ်အသုံးချခြင်းပဲဖြစ်ပါတယ်။ ပုံမှန်လူတွေကအချင်းကိုတနိုင်လောကလိုပဲမြင်ကြပါတယ်တရက်ကို၈နိုင်အလုံးလုပ်တယ်ဆိုလို့ရှိရင်လစာဘလောက်ရမလဲဆိုတာကိုပဲတွက်တတ်ကြပါတယ်ချမ်းသာတဲ့သူတွေကအချင်းကို leverage နေနဲ့မြင်ကြပါတယ်ဒါကဘာကိုဆိုလိုတာလဲဆိုတော့သူတို့ရဲ့အချင်းနည်းနည်းလေးကိုအသုံးချပြီးတော့အကျိုးအမြတ်ကြီးမားစွာရရှိနိုင်မဲ့နီးလန်းတွေကိုရှာဖွေဖန်တီးတတ်တာပဲဖြစ်ပါတယ်သူတို့ဟာကိုယ်တိုင်လုံးမှပြီးမဲ့အလုပ်တွေထက်သူတို့မပါဘဲနဲ့အလုပ်တွေပြီးမြောက်အောင်လှုပ်ဆောင်နိုင်မဲ့ စနစ်တွေလူတွေဒါမှမဟုတ်ရည်ပညာတွေကိုတိဆောက်အသုံးချလေးရှိကြပါတယ်။ဒါကြောင့်မလို့အချိန်ပေးရတာနည်းပေမဲ့ဝင်ငွေ reset များတာမျိုးတွေဖြစ်တာပေါ့။ဥပမာအားဖြင့် Macuban ဟာငယ်စဉ်ကသူ့ရဲ့ပထမအောင်ဆုံးစီးပွားရေးဖြစ်တဲ့ Micro Solution မှာနည်းပညာဝန်ဆောင်မှုတွေပေးနေတော့သူကိုယ်တိုင်တစ်ခုချင်းစီလုပ်နေမယ်အစား သူ့ရဲ့တနင်္လာလောက်ခဒေါ်လာ900ထက်တက်တာတဲ့နှုံသားနဲ့အခြားလူတစ်ယောက်ကိုခတ်ပြီးတော့အလုတ်လွှဲအပ်ခဲ့ပါတယ်။အဲဒါလိုလုံလွှဲလိုက်တဲ့အတွက်ရလာတဲ့အချိန်တွေကိုသူ့ရဲ့နောက်ထပ်ပိုကြီးတဲ့စီးပွားရေးဖြစ်တဲ့ brokers.com ဆိုတဲ့ဒီ internet streaming company တခုအတွက် vision တွေချမယ်အစည်းအဝေးတွေတက်ပြီးတော့ဒါကြီးမားတဲ့ဆုံးဖြတ်ချက်တွေချဖို့အသုံးပြုခဲ့ပါတယ်။မကူပန်ရဲ့ဥပမာကကျွန်တော်တို့မြန်မာလူငယ်တွေအတွက်အရေးကြီးတဲ့သင်ခန်းစာတစ်ခုကိုပြနေပါတယ်။အဲဒါကတော့ပင်ပန်းတာနဲ့ချမ်းသာတာဟာတထက်ထဲမကြောက်ဘူးဆိုတဲ့အချက်ပဲဖြစ်ပါတယ်။ တနေ့ကို၈နာရီ၁၀နာရီပင်ပန်းခံပြီးတော့လက်လုံလက်စားလုပ်နေမဲ့အစားကိုကိုတိုင်းလုံးစရာမလိုဘဲနဲ့ငွေရှာပေးမဲ့စနစ်တခုကိုတည်ဆောက်ဖို့စဉ်းစားတက်ရမှာပဲဖြစ်ပါတယ်။အချိန်ကိုလစာအဖြစ်သတ်မှတ်မဲ့အစားမက်ကျူဘန်လိုမျိုးယင်းဤမြုံနှံမှုတရအဖြစ်မြင်လာတဲ့အခါမှာတော့အတွေးခေါ်ပိုင်းဆိုင်ရာနဲ့ဤပညာပိုင်းဆိုင်ရာအားသာချက်တွေကိုအသုံးချပြီးတော့အချိန်နဲ့အကျိုးမြတ်ကိုအစာပေါင်းများစွာတိုးမြင့်ရယူနိုင်ခဲ့တာပဲဖြစ်ပါတယ်။နံပါတ်1အချက်ကတော့ရှီမန်းချက်ကိုစေစားတိုးပါ အင်ဂျင်မီလောကမှာချမ်းသာတဲ့လုပ်ငန်းရှင် Grand Carton ဟာဆိုလို့ရှိရင် Tan X Rule လို့ခေါ်တဲ့သူ့ရဲ့နီလန်းကိုအလေးထားပြီးတော့ကျင့်သုံးခဲ့တာပဲဖြစ်ပါတယ်။ဒီနီလန်းရဲ့အနှစ်သာရကတော့ရီမန်းချက်တွေကိုကိုထင်ထားတာတက်စေစားပို့ကြည့်အောင်သတ်မှတ်မယ်။ရီမန်းချက်ရောက်ဖို့အတွက်လိုအပ်တဲ့လုံဆောင်ချက်တွေကိုလည်းစေစားပို့လောရမှာပဲဖြစ်ပါတယ်။ဥပမာတာမန်လူတစ်ယောက်ကတလမှာသူ့ရဲ့ Sister ကက9ခုရဖို့အတွက်ဆိုလို့ရှိရင်လူအယောက်90ကိုဖုံးတွေဆက်ပြီးရောင်းခဲ့ရတယ်ဆိုလို့ရှိရင်သူ့ရဲ့ တန်း ace rule အရဆိုလို့ရှိရင်ရီမန်းချက်ကို10%ဆတိုးပြီးတော့အယောင် sales 50ရဖို့အတွက်ဖုံးခေါ်ဆုံးမှုအခါ900ဒါမှမဟုတ်ရင်9000ထိတိုးပြီးတော့လှုပ်ဆောင်ပြစ်လိုက်တာပဲဖြစ်ပါတယ်ဒီလိုလုပ်ချင်းရဲ့ရလအနေနဲ့ကတော့ target sales 50မပြည့်ဘူးဆိုရင်တော့မှတေးကြတဲ့ပုံမှန်လူရဲ့9ချိန်ထက်တော့ AC ကျော်လွန်ပြီးတော့အောင်မြင်နိုင်တာပဲဖြစ်ပါတယ်ကျွန်တော်တို့မြန်မာစကားပုံအရဆိုလို့ရှိရင်လေဒူးလောက်မှန်းမှရင်လောက်ကြတာဆိုတာမျိုးနဲ့အတူတူပဲဖြစ်ပါတယ် သူ့ရဲ့ဒီလိုလှုပ်ဆောင်ချက်ကပဲပြိုင်ဘက်တွေကိုလိုက်မမီနိုင်အောင်ဝေးကွာသွားစေပြီးတော့သူ့ရဲ့အင်ချမ်မီလောကနယ်ပယ်မှာလွှမ်းမိုးသွားနိုင်တဲ့အနေအထားတွေကိုရောက်ရှိစေခဲ့တာပဲဖြစ်ပါတယ်။နံပါတ်3ချက်ကတော့လက်ငင်းကျဉ်တတ်မှုကိုဆွန့်လွှတ်ခြင်းပဲဖြစ်ပါတယ်။ချမ်းသာတဲ့သူတွေကလက်ငင်းကျဉ်တတ်မှုကိုချက်ချင်းမယူဘဲနဲ့ပိုကြီးမားတဲ့အနာဂတ်ရလဒ်တွေအတွက်ဆွန့်လွှတ်ရင်းနှီးမြှုပ်နှံခြင်းတွေပြုလုပ်ခဲ့တဲ့သူတွေပဲဖြစ်ပါတယ်။လူများစုကဝင်ဝင်ရတာနဲ့အတုံးစိတ်တွေကိုတိုးမယ် လိုချင်တာတွေချက်ချင်းဝယ်လိုက်မယ်ရလာတဲ့ဝင်ငွေမှန်သမျှကိုအပျော်ပါကိစ္စတွေနဲ့လက်တလောစိတ်ချနှံ့မှုရစေမယ့်အရာတွေပေါ်မှာပဲအသုံးပြုလိုက်ကြတာပဲဖြစ်ပါတယ်ချမ်းသာတဲ့သူတွေကတော့အဲ့ဒီနည်းကိုရှောင်ကြဉ်ကြပါတယ်ကမ္ဘာပေါ်မှာအအောင်မြင်ဆုံး YouTube ပေါ်မှာလည်း Subscriber အများဆုံး YouTuber ဖြစ်တဲ့ဒီ Mr Beast လို့လူသိများတဲ့ Jimmy Donaldson အားဆိုလို့ရှိရင်ဒီအချက်ကိုအကောင်းဆုံးပြသခဲ့တဲ့သူပဲဖြစ်ပါတယ် Mr Beast ဟာသူ့ရဲ့ YouTube Channel စတဲ့အောင်မြင်စကာလမှာဆိုလို့ရှိရင်ဒီကြော်ညာဝင်ငွေတွေအများကြီးရရှိခဲ့ပါတယ်ပုံမှန်သူအားဖြင့်ဆိုလို့ရှိရင်တော့ဒီငွေတွေ နဲ့ဇိမ်ခံပစ္စည်းတွေကားတွေဝယ်လို့ရပေမဲ့သူကကိုပိုင်အသုံးစိတ်ကိုတင်းတင်းကြပ်ကြပ်ထိန်းချုပ်ခဲ့ပြီးတော့လုံးဝမဝယ်ခဲ့ပါဘူး။သူရရှိခဲ့တဲ့ဝင်ငွေအားလုံးရဲ့ရာခိုင်နှုန်းအားလုံးနှီးပါးကိုသူ့ရဲ့နောက်ထပ်ဗီဒီယိုထဲမှာပြန်လည်ပြီးတော့ယင်းနှိမ့်မြှုပ်နှံခဲ့တာပဲဖြစ်ပါတယ်။ပထမပိုင်းမှာတော့ဒေါ်လာထောင်ခန်းလောက်ပဲသုံးနိုင်ပေမဲ့အချိန်ကာလကြာလာတာနဲ့အမျှသူ့ရဲ့ Squid Game in Real Life လိုမျိုးဒေါ်လာတန်းချီကုန်ကြတဲ့အကြီးစားဗီဒီယို project တွေထိကိုဖန်တီးနိုင်ခဲ့တာပဲဖြစ်ပါတယ် ။သူဟာလက်ငင်းခံစားရမယ့်ပျော်ရွှင်မှုနဲ့ညစ်စိမ်ခံမှုတွေကိုစွန့်လွတ်ပြီးတော့အမြဲတမ်းပိုကောင်းတဲ့ပိုကြီးမားတဲ့ဒါအနာဂတ်ဗီဒီယိုဆိုတဲ့ဒီရည်မှန်းချက်တဲကိုယင်းနှိမ့်နှံခဲ့တဲ့အတွက်သူ့ရဲ့ channel ဟာကမ္ဘာပေါ်မှာ subscriber အများဆုံးတဲ့ channel တစ်ခုဖြစ်နေပြီပဲဖြစ်ပါတယ်။အခြားရလက်အနေနဲ့ကတော့သူ့ရဲ့ဝင်ဝင်အောင်မြင်မှုနဲ့ဩဇာအာဏာဟာအစာပေါင်းများစွာတိုးတက်လာခဲ့တာပဲဖြစ်ပါတယ်။နောက်တစ်မျှဝယ်ပေးမယ့်နံပါတ်၄ချက်ကတော့ပိုင်ဆိုင်မှု access ကိုသာဝယ်ပါဝင်တော့ဝင်ဖို့ liability ကိုရှောင်ပါ ချမ်းသာတဲ့သူတွေနေနဲ့ပုံမှန်လူတွေရဲ့ဘန်ဒိုင်းဆိုင်ရာအဓိကကွာခြားချက်တစ်ခုကတော့ assets နဲ့ liability ကိုခွဲခြားမြင်တတ်ခြင်းပဲဖြစ်ပါတယ်။ငွေကြေးအရလွတ်လပ်မှုကိုစောစီးစွာရရှိတဲ့သူတွေကဒီနှစ်ခုကိုရှင်းရှင်းလင်းလင်းနဲ့နားလည်ပြီးတော့ဘဝကိုဖြတ်သန်းခဲ့ကြပါတယ်။ အဆက်ဆိုတာကတော့အကျမ်းမြင့်အပြင်ပြောရင်ဝယ်ထားပြီးရင်အချိန်ကာလကြာလာတာနဲ့အမျှတန်ဖိုးတက်လာတဲ့အရာတွေဖြစ်ပြီးတော့ liability ဆိုတာကတော့ဝယ်ထားပြီးရင်ကြာရင်တန်ဖိုးကျသွားပြီးတော့ကိုယ့်ရဲ့အိတ်ထဲကနေရှိနေတဲ့ငွေတောင်မှပြန်ထွက်သွားစေတဲ့အရာတွေပဲဖြစ်ပါတယ်။ဒီကြောင့်အရင်နဲ့ပတ်သက်ပြီးတော့အသေးစိတ်ပြောထားတဲ့ဗီဒီယိုတစ်ပုဒ်လုပ်ပေးထားတာရှိပါတယ်။ဒီနေရာမှာတွားရောက်ကြည့်ရှုနိုင်ပါတယ်။ comment မှာလည်းကျွန်တော် link ချပေးထားပါမယ်။နောက်ထပ်မျှဝေပေးမယ့်နံပါတ်5ချက်ကတော့ဝင်ငွေလမ်းကြောင်းများစွာဖန်တီးတတ်ခြင်းပဲဖြစ်ပါတယ်။ ဝင်ဝင်လမ်းကြောင်းတစ်ခုထဲမှာရက်တီမိခိုနေရတာဟာဗန္ဒာရေးရအယံအုံမှအနေရများပါတယ်ငငယ်ရွယ်နဲ့ချမ်းသာသွားတဲ့သူတွေဟာဒီအချက်ကိုကောင်းကောင်းသိရှိကြတဲ့သူတွေပဲဖြစ်ပါတယ်သူတို့ရဲ့ဘဝမှာငွေကြေးလုံခြုံမှုအတွက်ကိုစစ်ဆန်တစ်ခုစောစည်းစွာတိစောက်ခဲ့ကြပါတယ်အောင်မြင်တဲ့လူငယ်စီးပွားရေးသမားတွေဟာဝင်ငွေကိုအမျိုးမျိုးသောလမ်းကြောင်းတွေကနေဝင်လာအောင်စနစ်တကျဖန်တီးခဲ့ကြပါတယ်ဥပမာပထမအဆင့်မှာသူတို့ရဲ့အလုပ်ကရတဲ့လစာဒါမှမဟုတ်ကိုယ်ပိုင်လုပ်ငန်းရတဲ့ဝင်ငွေတွေကိုမရှိမဖြစ်လိုအပ်တဲ့အရာတွေလောက်ပဲသုံးပြီးရောကျန်တဲ့ငွေတွေ ွေကိုအရင်းအနှီးဖြင့်အသုံးပြုတတ်ကြပါတယ်ဒီဝင်ငွေကိုအသုံးပြုပြီးတော့ဒုတိယဝင်ငွေလမ်းကြောင်းကိုဖန်တီးတတ်ကြပါတယ်ဥပမာညာဘက်မှာ freelancing လင်လောက်တာ online course တွေကိုရောင်းချတာဒါမှမဟုတ် digital product တခုကိုဖန်တီးပြီးဝင်ငွေရအောင်လှုပ်ဆောင်တာမျိုးတွေပဲဖြစ်ပါတယ်ဝင်ငွေတွေစုမိလာတဲ့အခါမှာလည်းငွေကနေငွေပြန်ပွားစေနိုင်တဲ့ဒါ stock market တွေ real estate အင်ချမ်းမြေလုပ်ငန်းတွေမှာဒီလိုစနစ်တကျပြန်လည်ရင်းနှီးမြှုပ်နှံတတ်ကြပါတယ်ဒါကြောင့်မလို့ ဝင်ဝင်လမ်းကြောင်းတစ်ခုပြတ်သွားရင်တောင်မှနောက်တစ်ခုကကြံသေးနေတဲ့အတွက်စွန်စားရတဲ့တက်တိတွေပိုရှိလာပြီးတော့ဒီထက်ဝင်ငွေပွားများနိုင်တဲ့ပိုကြီးတဲ့အခွင့်အလမ်းတွေကိုထပ်မံရှာဖွေနိုင်ကြတာပဲဖြစ်ပါတယ်။နောက်ဆုံးစီနဲ့မျှဝေပေးခြင်းတဲ့အချက်ကတော့ဗန်နိုင်းဆိုင်ရဲ့အသိပညာတွေကိုအလေးထားခြင်းပဲဖြစ်ပါတယ်။ အသက်20ရာနှစ်30ကျားမှာတန်းကြွယ်တထေးဖြစ်သွားတဲ့သူတွေဟာငွေကြီးနဲ့ပတ်သက်တယ်ဆိုလို့ရှိရင်ကိုယ်တိုင်ဆုံးဖြတ်ပြီးတော့ကိုယ်တိုင်တာဝန်ယူရမယ့်အသည့်ကိုအစောဆုံးရခဲ့ကြတဲ့သူတွေပဲဖြစ်ပါတယ်။သူတို့တွေဟာစဉ်ဆက်မပြတ်လေးလာစိတ်ရှိတဲ့သူတွေပဲဖြစ်ကြပါတယ်။စီးပွားရေးနဲ့ငွေကြီးဆိုင်ရာစာအုပ်တွေတင်နန်းတွေကိုဆွဲဆွဲမြဲမြဲဖတ်ရှုလေ့လာပြီးတော့ငွေကြီးရဲ့စီးမင်းတွေကိုကျွမ်းကျင်အောင်လုပ်ခဲ့ကြတာပဲဖြစ်ပါတယ်။ ဘဏ်ဝန်ထမ်းဒါမဟုတ်ရင်ငွေကြေးအကြံပေးတဲ့လူတအူကသူ့ကိုရင်းနှီးမြှုပ်နှံခိုင်းတယ်ပဲဖြစ်စေအင်တာနက်မှာဘယ်နေရာမှာတော့ဒါစီးတက်နေပြီဘယ်ဟာတွေကပို့ပြီးတော့ဝယ်သိမ်းနေပြီဆိုတဲ့ဟာမျိုးတွေကိုသူကနားမထောင်ပဲနဲ့သူတို့ကိုယ်တိုင်နားလည်မှသာရင်းနှီးမှုတွေကိုပြုလုပ်ဖို့အတွက်အဆုံးဖြတ်ချက်ချခဲ့ကြတာပဲဖြစ်ပါတယ် ငွေကြေးပညာရက်တွေကိုလည်းလူငယ်ဘဝကလေးကနေစပြီးတော့လေးလာနိုင်ခဲ့ကြပါတယ်။အချို့လူတွေကအသုံးဖြုံးတဲ့အချိန်ဖြုံးနေတဲ့အချိန်မှာသူတို့ကယင်းနှိမ့်မြုံနှံမှုကိုစောစောစီစီစတင်ပြီးလှုပ်ဆောင်နေသလိုရှင်အချို့မြက်ပိုများစေနိုင်တဲ့ compound effect တို့လိုမျိုးဒီလို effect တွေကိုနားလည်ပြီးတော့အမြဲတမ်းပတ်စံကိုအလုပ်ပြန်ခိုင်းခဲ့ကြပါတယ်။ဒီလိုလှုပ်ဆောင်ခြင်းအပြင်သူတို့ဟာမယ်စီဝိုင်းအချိန်တွေပဲရောက်ရောက်မှန်ကန်တဲ့ငွေကြေးဆုံးဖြတ်ချက်ကိုချနိုင်စွမ်းရှိပြီးတော့ဗန်နာရဲ့အမှားရွေးတွေကိုလည်းအသက်နိုင်ဆုံးရှောင်ရှားနိုင်ခဲ့ကြတာပဲဖြစ်ပါတယ်။ တမယိုးကြလမ်းကြောင်းတွေထက်ပုံမှန်မြန်ဆန်တဲ့အချိန်နဲ့ချမ်းသာကြွယ်ဝခြင်းတွေကိုရောက်ရှိခဲ့ကြတာပဲဖြစ်ပါတယ်။ကဲဒါဆိုလို့ရှိရင်တော့အသက်20ရာနေ30ကျားမှာမီလီယံနာဖြစ်သွားတဲ့သူတွေလောက်ခဲ့တဲ့အချက်တွေအများကြီးတွေကမှအတွေ့များတဲ့အချက်6ချက်ကိုမျှဝေပေးသွားတာပဲဖြစ်ပါတယ်။ဒီအချက်တွေဟာတင့်ကိုတဏီရဲတညတဲ့နဲ့ချမ်းသာသွားစီမှာတော့မဟုတ်ပါဘူး။ဒါပေမဲ့ဒီအချက်တွေကတင့်ဘဝမှာငွေကြီးတိုးတက်မှုနှုန်းကတော့အများကြီးမြင့်တင်ပေးနိုင်မယ်လို့ပြောလဲပါတယ်။ ောက်ဆုံးတတိယအမှတစ်ခုကတော့ချမ်းသာခြင်းဆိုတာကတင်းရဲ့ဘန်းကောင်ထဲမှာပတ်စံတွေဘလောက်ရှိရဲဆိုတာထက်တင်းရဲ့ mindset နဲ့နေ့စဉ်လုံးဆောင်ချက်ပေါ်မှာပဲမူတည်တာပဲဖြစ်ပါတယ်။ဒီနေ့ကစပြီးတော့ပထမအဆုံးခြေလှမ်းအနေနဲ့နောက်ဆုံးရတဲ့ဝင်ဝင်ရနေပြီးတော့900ခန့်လောက်ကိုဖယ်ထားပြီးတော့ငွေကြီးနဲ့ဆိုင်တဲ့စာအုပ်တစ်ခုကိုဝယ်ဖတ်တာ အခုထပ် ပတ်စံပိုးရှာနိုင်တဲ့စကေးတစ်ခုကိုဝါသနာပါတဲ့အရာတစ်ခုကိုရှာဖွေပြီးတော့လေ့လာတာတည်င်းတင်နံမဟုတ်တဲ့တင်နံတစ်ခုကိ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 ုယင်းနှိမ့်မြုပ်လန်တာအဲ့လိုမျိုးတွေလုပ်ပါလို့တိုက်တွန်းရင်းနဲ့ဒီဗီဒီယိုလေးကိုအဆုံးသတ်လိုက်ရပါတယ်။နောက်ထပ်ဗီဒီယိုမှာလည်းကျွန်တော်ရဲ့ Money Map မြန်မာ Channel ကနေပြီးတော့ငွေကြေးနဲ့ဆိုင်တဲ့အကြောင်းအရာတွေကိုတင်ဆက်ပေးသွားမှာဖြစ်လို့စောင့်မျှော်ကြည့်ရှုအားပေးကြပါအောင်ခင်ဗျာ။